မင်္ဂလာပါရှင်ကျွန်မကတော့ချေချိုဆမ်းပါဒီဗီဗီယိုမြေတန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမြန်မာထိုင်းနယ်ဇက်ကကလေဒီစကန်ကို KNLA ပူးပေါင်းတပ်တွေကမလ25ရက်ညနေ4နာရီလောက်ကအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့ KNU ဗဟိုကော်မတီဝင်ပဒိုစောသမိန်ထွန်းကပြောပါတယ်မလ21ရက်နေ့ကစတင်ပြီးမြန်မာထိုင်းနယ်ဇက် ကေအမျိုးသားစီယုံ KNU တက်မှခုနှစ်နေမြေလှိုင်းပွဲမြို့နယ်အတွင်းကစစ်ကောင်စီရဲ့ Clade Test Gun ကိုသိမ်းပိုက်နိုင်ဖို့ KNLA ပူးပေါင်းတပ်ဘက်ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီရဲ့ Clade Test Gun ကနေ KNU ဘ ਹੁ ဌာနချုပ်ကို မကြာခဏဆိုသလို drone ပုံးကျဲတိုက်ခိုက်နေတာကြောင့်အခုလို Clade Test Gun ကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ စစ်တပ်ဘက်ကဖမ်းဆီးရမိတာတွေက ရှိမရှိတော့အသေးစိတ်သတင်းမရသေးကြောင်းနဲ့သူတို့ဆုတ်ဆရာရှိရင်ထိုင်းဘက်ပဲဆုတ်မယ်လို့ KNU ဘဟုကော်မတီဝင်ပတိုစောသမေထုံးကပြောပါတယ်စစ်ကောင်စီရဲ့ကလေဒေးတက်စကန်သေးတိုက်ပွဲအတွင်းစစ်ကောင်စီ ထိခိုက်သေးဆုံးမှုနဲ့ထွက်ပြေးသွားမှုအခြေအနေအသေးစိတ်ကိုသိရှိနိုင်ဖို့ DVP ကဆက်လက်စုံစမ်းနေပါတယ် စစ်ကောင်စီရဲ့ကလက်ဒေးတက်စကန်တိုင်တိုက်ပွဲအတွင်းစစ်ကောင်စီကလေကြောင်းကနေ Jet Fighter အပြင် Y22 လေယာဉ်နဲ့ပါဘုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ150ကျော်ထိုင်းနိုင်ငံထားဆောင်ရမြို့နယ်မဲဆောင်ကျွာကိုထွက်ပြေးတန်းချောင်ပြီးယာယီခိုလုံနေရပါတယ်။မြန်မာထိုင်းနယ်ဇက်ကစစ်ကောင်စီရဲ့ကလက်ဒေးတက်စကန်တိုက်ပတ်မှုအတွင်းစစ်ကောင်စီကလေကြောင်းအလုံးအကျုံသုံးဆွဲခဲ့တာကြောင့်ထိုင်းလက်တပ်က ထိုင်းနိုင်ငံနဲ့ဇက်တလျှောက်လေကြောင်းစောင့်ကြည့်ပြန်တမ်းနာတွေလှုပ်ဆောင်ခဲ့ပါတယ်ရှင်စစ်ကောင်စီဘ ਹੁ ဘဏ်က FX Market Online Trading Platform မှာနိုင်ငံခြားငွေထုတ်ရောင်းမှုတွေကိုဆက်လက်ပြုလုပ်နေပြီးအခုမှလတလရဲမှာပဲအမေရိကန်ဒေါ်လာသန်း100ဝန်းကျင်ထုတ်ရောင်းထားပါတယ်နောက်ထပ်လဲဒေါ်လာ35သန်းကို73စီလုပ်ငန်းရှင်တွေအတွက်ထပ်မံရောင်းပေးသွားမယ်လို့ကြေညာပါတယ်။ဘ ਹੁ ဘဏ်ကနိုင်ငံခြားငွေကြေးစည်းကွက်မှာ 73စီလုပ်ငန်းရှင်တွေအတွက်အမေရိကန်ဒေါ်လာ35သန်းနဲ့သွင်းကုန်လုပ်ငန်းရှင်တွေအတွက်တရုတ်ယွမ်10သန်းကိုရောင်းချပေးမယ်ဆိုတဲ့ကြေညာချက်ကိုမလ24ရက်နေ့ကထုတ်ပြန်လိုက်တာပါပြည်တွင်းနိုင်ငံခြားငွေစျေးကွက်မှာအမေရိကန်ဒေါ်လာအပါအဝင်နိုင်ငံခြားငွေဈေးတွေအထိုက်လျောက်ပြန်လည်ကျဆင်းလာပေမဲ့စစ်ကောင်စီဗဟိုဘဏ်ကဆက်လက်ထုတ်ရောင်းနေတာဖြစ်ပြီးအထက်ချုပ်လုပ်ငန်းတွေကရတဲ့နိုင်ငံခြားငွေတွေကိုသွင်းကုန်လုပ်ငန်းရှင်တွေအတွက် ပြင်းမြတရက်နှစ်တက်သမားနှစ်တန်းလောက်ထောက်ရောင်းနေတယ်လို့လည်းဗဟိုဘဏ်ကဆိုထားပါဗျ။ဒီလိုနိုင်ငံခြားငွေဇက်တိုက်ထောက်ရောင်းမှုတွေကြောင့်ပြည်တွင်းမှာအမေရိကန်ဒေါ်လာဈေး4400အောက်ထိပြန်လဲကျဆင်းလာပေမဲ့မနေ့ကတော့4450ကျပ်ကိုပြန်တက်ရိပ်ပြလာပါတယ်ရှင်။ မဲဆောက်မျိုးကစာတူးလေရွှေပြောင်းကျောင်းရဲ့2024-2025ပညာသင်နှင့်အောင်လက်မှတ်ပေးအပ်ပွဲနဲ့ GED တန်းပွဲလက်မှတ်ပေးအပ်ပွဲကိုမလ25ရက်ကပြုလုပ်ခဲ့ပါတယ်။မောက်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါလက်ရှိထိုင်းနိုင်ငံမှာမြမရွှေပြောင်းကျောင်း200ဝန်းကျင်ရှိပြီးကျောင်းသား8000ကနေတသိန်းကျားပညာသင်ယူနေကြရမှာ မဲဆောက်ကစာတူးလီရွှေပြောင်းကြောင်းလဲအပါဝင်ဖြစ်ပါတယ်။မလာ25ရက်ကတော့စာတူးလီကျောင်းရဲ့2024 2025ပညာသင်နှစ်အောင်လမ်းမပေးပွဲပြုလုပ်ခဲ့ကြတာပါ။ဒီကနေ့ကတော့ကျမတို့စာတူးလီကရင်အထက်တန်းကျောင်းက17တန်းအောင်မြင်တဲ့ကျောင်းသူကျောင်းသားအထက်တန်း ဂျီအီဒီအောင်မြင်တဲ့ကျောင်းသူကျောင်းသားတွေကိုလက်မှတ်အနိုင်ပွဲနဲ့ဆွချင်းမင်းပွဲအစီအစဉ်ဖြစ်ပါတယ်သူတို့ကိုအာပညာဆက်တင်ပေးတာတွေရှိပါတယ်လောလောဆယ်အားတော့ကျမတို့အားလုံးဒီ Ratchaphat University မှာအယောက်20လောက်အထက်မကဘူးပေါ့နော်ပြီးရင်ဒီ Asia Pacific အာပြီးရင်ဟိုကျမတို့ဒီဘန်ကောက်မှာရှိတဲ့အာမဟာစရခန်ဒီဒီဘယင်ဘယင်နန်းဘယင်ကြီးမြမြတို့ရဲ့အကြောင်းအသီးသီးပေါ့နော်အဲ့ဒီမှာကျမတို့ဒီအာမတ်စတာဘွဲ့ဘတ်ချလာဘွဲ့အဲ့ဒါတွေကိုတက်ရောက်ဖင်ယူနေတဲ့အကြောင်းသူအကြောင်းသားလဲရှိပါတယ်ဒါအပြင်စာတူးလေးအကြောင်းမှာ၄နှစ်ကြာဖွင့်လှစ်ထားတဲ့ GED တန်းចောင်းသားတွေအတွက်အခုနှစ်အောင်လက်မှတ်တွေကိုလည်းပေးအပ်ခဲ့တာပါလူမျိုးအဆက်နဲ့ပါမိဘတွေလည်းကျွန်တော်ပြောခဲ့တယ်အခုမိဘတွေရဲ့ဘူပေါင်းဆောင်ရဲ့မှုစီးခဲ့လို့ပဲအခုကျွန်တော်တို့ဒီအောင်မြင်ရတာတွေကျွန်တော်တို့ဒီနေရာဖြစ်ပါတယ်ចောင်းသားမိဘတွေအပါဝင်ပညာရေးလို့ပညာရေးဆိုင်ရာလှုပ်ဆောင်တဲ့လူတွေကလည်းဒါ ပညာရေးဆိုင်ရာကိစ္စတော့ဒီတက်မကတိုးမြင့်ပြီးတော့လှုပ်ဆောင်ဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမှာရောက်တဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအနာဂတ်တွေအားလုံးကနေအုံနောက်မတော့ကြိုက်ဖို့လိုတယ်။အဲ့ဒါကိုကျွန်တော်ပြောချင်ပါတယ်။စာတူးလီရွှေပြောင်းကျောင်းဟာ1996ခုနှစ်ကစတင်တည်ထောင်ခဲ့တာမို့တက်တန်း26နှစ်ရှိသွားပြီဖြစ်ပြီးရွှေပြောင်းကျောင်းသားတထောင်ကျော်ပညာသင်ယူနေကြတာပါခင်ဗျာကျွန်တော်မောင်ဒူပါ ယုံကြည်အမေရိကန်အကူအညီဖြတ်တောက်မှုကြောင့်တစ်ကမ္ဘာလုံးမှာနေ့စဉ် HIV ပိုးကူးစက်မှုအသစ်2000ပတ်ဝန်းကျင် ရှိလာနိုင်တယ်လို့ကုလသမဂ AIDS Agency ကမလ24ရက်တနင်္လာနေ့မှာပြောကြားခဲ့ပါတယ်။ HIV အတွက်အမေရိကန်ရဲ့အကူအညီတွေပြန်မရရင်နောက်လေးနှစ်အတွင်း AIDS နဲ့ဆက်နွယ်တဲ့သေဆုံးမှု 6.3တန်းထထတိုးလာလိမ့်မယ်လို့ UNACE ရဲ့အမှုဆောင်ဒါရိုက်တာကဂျနီဗာမှာသတင်းတောက်တွေကို ပြောကြားခဲ့ပါတယ်။ဇန်နဝါရီလ20ရက်မှာထရမ့်သမ္မတရာထူးတာဝန်ယူပြီးနောက်ရပ်ပေါင်း90အတွင်းဒေါ်လာသန်းပေါင်းရာနဲ့ချီတဲ့နိုင်ငံခြားအကူအညီလှူဒါန်းမှုတွေကိုဆိုင်းငံ့ထားခဲ့ပါတယ်။ နောက်ရက်တွေမှာလည်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနဟာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေအတွက်ကမ္ဘာထိပ်တန်း HIV ပဏာမအစီအစဉ်ဖြစ်တဲ့သမရရဲ့အရေးပေါ် AIDS ကစေအစီအစဉ်ကိုဆွလွတ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့လကအမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံသားအကူအညီအထောက်ပံ့တွေရပ်ဆိုင်ထားချိန်မှာကုသရေးအစီအစဉ်တွေရဲ့အနာဂတ်အတွက်စိုးရိမ်စရာများစွာကြန့်ရှိနေသေးကြောင်း UNAIDS မှပြောကြားခဲ့ပါတယ်။ HIV နဲ့ဆက်စပ်တဲ့သေဆုံးမှုဆဲဆတိုးလာမယ်လို့အေဂျင်စီကခန့်မှန်းထားပါတယ်အမေရိကန်မှထောက်ပံ့တဲ့ဂျမ်းမာရေးနဲ့စံသက် စေကံတွေကိုပိတ်ပစ်လိုက်ခြင်းကြောင့်ကုသမှုပိုင်းမှာနှောက်နှေးကြံ့ကြာမှုတွေရှိလာတဲ့အတွက် HIV နဲ့အတူ ရှင်တွဲအသက်ရှင်နေသူတွေဟာဆေးရင်ပါလာကြကြောင်းလဲ UNAIDS ရဲ့အဆိုအရသိရပါတယ်ရှင်။ ဒီပပရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆမ်မကျေးဇူးတင်ပါတယ်ရှင်